။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အာဆာအကြမ်းဖက်အဖွဲ့ကောင်းဆောင်အာတောဦးလာကိုအဖွဲ့ဝင်၁၁ယောက်နဲ့အတူဒါကာမြို့အနီးမှာမက်လ၁၆ရက်နေ့ကဖမ်းဆီးရမိခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာသတင်းဖော်ပြကြပါရယ်။အာဆာအကြမ်းဖက်အဖွဲ့ကောင်းဆောင်အာတောဦးလာအဘူအာမာဂျူနိုနီ၄၈နှစ်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာရဲ့အရှိတ်ဘတ်၁၆ကီလိုမီတာအကွာ နာရယန်ဂန် KI မြို့မှာဖမ်းဆီးမိခဲ့တယ်လို့သတင်းတွေမှာဖော်ပြကြပါရယ်ဘင်္ဂလားဒေ့ရှ်အထူးမှုခင်းနီနီရဲတပ်ဖွဲ့ RAB ရဲ့အထူးစစ်စင်ရေးတစ်ခုအတွင်းမှာအခုလိုဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ The Daily Star ကဆိုပါရယ်အဘူအမာဂျူနောနီအပါအဝင်ဖန်စီယမိသူတွေအထဲမှာအမျိုးသမီး၃ယောက်နဲ့ကလေး၁ယောက်လည်းပါဝင်ပြီးသူတို့တွေကိုလည်းအမှုနှစ်ခုအတွက်တရားရုံးကဖန်စီဖို့အမိန့်ထုတ်ခဲ့ကရဲစခန်းအရှုပ်ကိုပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။ ထောက်လန်းရေးသတင်းတွေကိုအခြေခံပြီးဘင်္ဂလားဒေ့ရှ်မှုခင်းနေနေရေးအမှတ်17တပ်ဖွဲ့ဟာဒါကာမြို့တော်အရှေ့တောင်ဘက်ကနာရယေကန်မြို့မှာအထူးစစ်စင်ရေးတစ်ခုကိုမတ်လ16ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီးအဲဒီစစ်စင်ရေးအတွင်းဖန်စီယာမိခဲ့တာဖြစ်တယ်လို့ RAB အမှတ်17ရဲ့ကွက်ကေးရေးအရာရှိကပြောကြားခဲ့တာဖြစ်ပါတယ်။ RAB တပ်ဖွဲ့ကဖန်စီစင်အတွင်းမှာငွေသားတက်က27.39သိန်းဒါတရှောင်းတမဏိကျိုးတရှောင်းနဲ့ လက်ပတ်နာရီလေးလုံးတို့ကိုသိသိရမိခဲ့တယ်လို့ရေးအရာရှိကပြောကြားခဲ့ပါတယ်ရှင်။